ဖျားလူကိုလည်းလွှမ်းမိုးနိုင်တဲ့အစွမ်းဘာလို့မှရှိလဲအမျိုးသမီးမှရှိတယ်ရှင်ဘရင်ကိုလည်းလွှမ်းမိုးနိုင်တဲ့အစွမ်း Hello you are very special you are very special ဖျားသခင်ရဲ့လူဝက်လက်နဲ့ဟာတင်ဖြစ်တယ်အဲ့ဒါကိုသဘောမပေါက်နေခြင်းတလို့နေတယ်ပြောခြင်းတလို့ပြောတယ်နော်လှုပ်ခြင်းတလို့လှုပ်တဲ့အရာကကျမတို့အမျိုးသမီးတွေတံပိုးကြစေတယ် Come on ဲ့တော့ဒီညမှာကြည့်လိုက်တဲ့အခါမှာဧတတာကရောတဲ့သူ့ရဲ့လှပခြင်းသူ့ရဲ့အတရေသူ့ရဲ့ယာဒူးကိုသူဘယ်နေရာမှာသုံးလဲဆိုတော့လူတွေကိုကေတင်ပွင့်အတွက်သုံးတယ်တဲ့ဒီနေ့သင်ကိုဖရားသခင်ပေးထားတဲ့ဆုကျေးဇူးတွေအစွမ်းတက်တီတွေကိုသင်ဘယ်နေရာမှာသုံးနေလဲတချို့ကသုံးဖို့နေနေတာတာမြေမြုပ်ထားတဲ့အဖွဲတော်ရှိတယ်ဒီနေ့ကျမတို့ဟာဒီလောကမှာရှိစဉ်ချင်အချိန်မှာကျမတို့ကိုဘုရားသခင်ပေးထားတဲ့ဆုကျေးဇူးတွေကိုမြင်မှမမြုပ်ဘဲနဲ့ထုတ်ဖော်ဖို့ ਨੇ ဘုရားသခင်အလိုတော်ရှိတယ် ်သင်လက်ခံခြင်းသည်ဖြစ်စေလက်မခံခြင်းသည်ဖြစ်စေဘုရားသခင်ကဒီလိုပြောထားတယ်ပေးကမ်းပါတဲ့ပေးကမ်းတဲ့သူကိုဘုရားသခင်ထပ်ပြီးတော့ပေးမယ်တဲ့ပေးကမ်းတယ်လို့ပြောတဲ့အခါမှာရွှေငွေတစ်ခုတည်းမဟုတ်ဘူးသင်အနေနဲ့မေတ္တာပေးနိုင်ရင်ပေးလိုက်ပါအားပေးနိုင်ရင်ပေးလိုက်ပါဆွေးထုတ်ပေးနိုင်ရင်ပေးလိုက်ပါအဲ့ဒါအားလုံးပေးကမ်းခြင်းပဲအာမင်အဲ့ဒီနေ့ဘုရားခင်သင်ကိုနားလေစေခြင်းနဲ့သင်ဟာဒီလောကကိုလွတ်မိုးနိုင်တဲ့သူတစ်ယောက်ဖြစ်ဖို့နဲ့ဒီနေ့ဘုရားခင်သင်ကိုစိန်ခေါ်နေတယ်ကျွန်မပြောပြမယ်အမျိုးသမီးများတဲ့ရဲ့သမီးတဲ့ရဲ့သားပေါ်မှာသင်ဟာ influence လုပ်နိုင်တော်သူဖြစ်တယ်။လွှမ်းမိုးနိုင်တော်သူဖြစ်တယ်။တခါတည်းကျမတို့ကဘုရားကျောင်းကိုရောက်လာတဲ့အခါမှာဆရာဆုံးမင်္ဂလာပါ။နှုတ်ဆက်သွားတယ်။ဒါပေမဲ့အနောက်ကိုရောက်တဲ့အခါမှာအဲ့ဒီဆရာဆုံးဘာလဲမသိဘူး။မျက်နှာဘေးဝါငါကြည့်လို့မရအောင်။တင်သားသမီးရှိမှတင်အဲ့လိုတုန်တင်ပေးလိုက်တဲ့အခါမှာအမှန်တော့တင်ကတုန်တင်တာတော့မဟုတ်ပါဘူး။တင်ရဲ့စိတ်ထဲမှာရှိတဲ့အရာကိုတင်ဖွင့်ဟပြီးတော့ပြောထုတ်လိုက်တာပါ။ဒါပေမဲ့ကလေးရဲ့အတွေးခေါ်ထဲမှာကျတော့ဒွိဟဖြစ်သွားစေတယ်။ကို ကိုကိုကအာခုနငါမေကငါဖေကဆရာစိုးကိုတရွတ်တေနဲ့နှုတ်ဆက်ပြီးတော့မှခဏနေအနောက်ကိုလေရောက်သွားတဲ့အခါမှာငါမေငါဖေကအရင်ပုံစံမဟုတ်တော့ပါလားကဲကြည့်နော်လှေစားတတ်တဲ့အရာတွေအညှိုးထားတတ်တဲ့အရာတွေအရှိတမျိုးနောက်တမျိုးလောက်တတ်တဲ့အရာတွေအားလုံးကဘယ်ထက်ကရလာတာလဲဆိုတော့မိဘစီကရလာတာဖြစ်တယ်ဖေရခင်တဲ့ကိုစကားပြောနေတယ်တချို့ချို့သောမိဘတွေကဘာလုပ်လဲဆိုတော့အိမ်ရောက်တဲ့အခါမှာဟာကွာအဲ့ဒီဆရာကြီးဘာတွေရှောက်ခေါ်လဲမသိဘူးဘာတွေရှောက်ပြောလဲမသိဘူး တစားမှခွန်အားမရဘူးအဲအဲ့တော့ငါဖခင်ကြောင့်မသွားကျင်တော့ဘူးဆိုပြီးတော့သားသမီးရှေ့မှာညင်းတဲ့ပုံကိုယ်တွေရှိတယ်တဲ့တဲ့သားသမီးဖခင်ကြောင့်မလာခြင်းအဲ့ဒါကျမတို့အပြစ်မဟုတ်ဘူးနော်တဲ့သားသမီးကိုဖခင်ကြောင့်ခေါ်လို့မရတော့ဘူးဆိုရင်အဲ့ဒါအသင်းတော်ရဲ့အပြစ်မဟုတ်ဘူးနော်ကိုယ့်ရဲ့အိမ်မှာရှိတဲ့ခင်မွန်းတွေကိုဘလို့ရမမှုတွေလောက်ထားလဲအရေးကြီးရဲ့နော် ချို့မျိုးသမီးတွေကခမွန်းတဲ့ကိုတွေ့တယ်နင်တုံးလိုက်တာနင်နှေးလိုက်တာနင်အခွင့်အရေးကိုမသိဘူးတလားနင်အဲ့ဒါကြောင့်နင်ဗဇက်ပိတ်နေကျွန်မပြောပြမယ်အရင်တော့ဆရာစောတီဟာလေတရားဟောရင်အတန်တော်မကြားရအောင်တကယ်ပြောတာသူဘာသင်လဲမသိဘူးကျွန်မလည်းမကြားရအောင်ចောင်းသူចောင်းသားတွေလည်းမကြားရအောင်ဒါပေမဲ့ကျွန်မအမြဲတမ်းဘယ်လိုပြောလဲသလားဒယ်ရီရဲ့ဒယ်ရီအရှိကိုထွက်ရက်လိုက်တာနဲ့တပြိုင်တည်းတခွန်အားရလိုက်တာ တကယ်ပြောတာမေးကြည့်လိန်လို့မရအောင်ဆရာစိုးဆိုတာနော်တဲ့သမားအဲ့တော့ကျမအဲ့လိုပြောတာဒေဒီဒေဒီတရားဟောတဲ့အခါမှာလေမမကြီးကလေတခြားအသင်းဟောဆရာရင်းနဲ့ရှင်လို့မရအောင်ဒေဒီတရားဟောချက်ကိုအရန်ကြိုက်တာဒေဒီတရားဟောတာအကောင်ဆုံးပဲသီလားဒေဒီတကယ်ပြောတာ तू အားတွေရတရားဟောတဲ့အတန်ပြောင်းသွားတယ်အရင်ကတော့တိုး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 နဲ့အခုတော့အတန်ချေကြီးပဲ မိုက်တောင်မလို့ရှေ့ကနေနောက်ကြရတယ်အဲဒါကျမဆက်ပြီးတော့သူ့ကိုခွန်အားပေးတယ်ဘလို့ခွန်အားပေးလဲဆိုဟာဒေဒီရဲ့ဒေဒီဟာလေမြန်မာနိုင်ငံကိုပြောင်းလဲနိုးထစေတဲ့သူဖြစ်တယ်ဒေဒီကိုဘုရားကဉာဏ်ပညာနဲ့ဆိုင်တဲ့ဗိတ်သိပ်ပေးထားတယ်ဟာလေလုယာအရင်တော့ကတော့ကျမရဲ့စိတ်ထဲမှာအားမလို့အားမရဖြစ်တဲ့အရာတွေများကြီးရှိရကျမကနည်းနည်းလေးငယ်တဲ့အခါမှာနည်းနည်းတွတ်တွတ်နဲ့ဟွာလုတ်ချင်တယ်ဒီဟာလုတ်ချင်တယ်လှုပ်လိုက်တော့လေလှုပ်လိုက်တော့လေကြည်စမ်းပါဟိုဘက်ကဆီယာမတွေဆိုဘယ်လိုလှုပ်တာကျမမရင်ချက်ခင်ချိန်ပေါ့ ဒါပေမဲ့ကျမနှုတ်ကပတ်တော်ကိုနားလေပြီးတဲ့အချိန်မှာတော့ကျမအဲ့လိုမပြောတော့ကျမဘာဖြစ်ဆိုဒေဒီဒေဒီကရှစ်ကိုချစ်တလန်လှမ်းလိုက်တာနဲ့ကြီးမားတဲ့ຢာတွေဖြစ်တော့မှာဒေဒီကမြန်မာနိုင်ငံကိုတကယ်노ထစေတဲ့သူဖြစ်တယ်ပြောင်းလဲစေတဲ့သူဖြစ်တယ်မြန်မာနိုင်ငံထဲမှာအတင်းတော်များစွာဒေဒီအဖြစ်ပေါ်ပေါက်လာရမယ်ဆိုတော့ကျမအမြဲတမ်းဝေခံတယ်အခုအဲ့ဒီအတိုင်းအဲ့ဒီအတိုင်းပါရပြောနေလေကျမတို့ခင်မွန်းတယ်တဲ့သားသမီးတွေပေါ်မှာ တတိထားပါအာမင်